ကဲတရားနာရခမတခါရီဒီကမကြီးဒီချမ်းသာတဲ့ဣရိယာပုံနဲ့ထိုင်ပြီးတော့နားလို့ရပါတယ်ထိုင်နိုင်ပါတယ်ထိုင်ခွင့်ပြုပါတယ်ကဲဒီနေ့ပရိယာဒီသာသနာတက္ကသိုလ်မှာအကျိန်များစွာလူတန်းထောက်ပံ့အမတန်ကျေးဇူးများတဲ့တခါရီဒီကမကြီးဒီမိသားစုတခါရီဒီကမကြီးမိသားစုတွေက ဒီနေ့လည်းပဲဒကာကြီးရဲ့မွေးနေ့အတွက်တန်ဃာတို့များကိုတနေ့တာဆွန်ဆက်က လူတန်းခြင်းနဲ့သင်္ကန်းနဝကမ္မအစိုက်တို့လူတန်းမွေအဖျားဖျားတွေကိုဆက်ကလူတန်းတဲ့ဒါနကုသိုလ်ကောင်းမှုဆောင်ရွက်ကြပါတဲ့အဲ့တော့ဒီလိုဒါနကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးမဇ္ဈိမနိကေမူလပန္နာတပါဠိတော်မှာဘုရားရှင်ဟောတော်မူခဲ့တဲ့ ါတရာတိသုတ်တော်ဆိုတာရှိတယ်။အဲ့ဒီပါတရာတိသုတ်တော်ကိုအချင်းချုပ်အနှစ်ချုပ်ပြီးတော့ဒကာကြီးဒကာမကြီးတွေမိမိတို့ဘဝတသက်တာမှာလိုက်နာ ဆောင်ရွက်နိုင်ဖို့အတွက်အနုမောဒနာတရားဟောပေးပါမယ်။လူလောကမှာလူတရားစီပွားရေးလောက်ကြတဲ့ မလုပ်ဖို့လဲဆိုရင်ဒီစီပွားရေးကအမြတ်အစွန်းနေရလာတဲ့အခါမှာမိမိတို့ကိုချမ်းသာစိတ်ချမ်းသာမိမိကိုယ်တိုင်ချမ်းချမ်းသာသာနေနိုင်ဖို့မိမိရဲ့မိသားစုချမ်းချမ်းသာသာနေနိုင်ဖို့အနိပါဝန်ကျင်သူတို့ကိုပေးကမ်းထောက်ပံ့လှူဒါန်းနိုင်ဖို့စသည်အဖြစ်ဒီလိုရည်ရွယ်ချက်တွေနဲ့ စီးပွားရေးလုပ်ကြပါတယ်စီးပွားရေးလုပ်တဲ့အခါမှာအရင်အနည်းဆိုတာလိုအပ်တယ်အရင်အနည်းစိုက်ပြီးတော့စီးပွားရေးလုပ်ကြရတယ်အဲ့တော့စီးပွားရေးလုပ်တယ်ဆိုတာအရင်အနည်းစိုက်ပြီးတော့လုပ်ကြရလုပ်ကြရတယ်အရင်အနည်းစိုက်ပြီးတော့စီးပွားရေးလုပ်တော့လူတိုင်းအမျက်ထွက်သလားမထွက်ဘူးအချို့ လုံးဝကိုအရင်မရပဲနဲ့ကိုစီကပြန်ပြီးတော့မှစိုက်လိုက်ရသေးတယ်။ဆိုတော့သိန်းတရာလောက်သိန်းတထောင်လောက်အရင်နေ့စိုက်ပြီးတော့စီပွားရေလောက်လိုက်တယ်။ကိုကနားမလည်လို့ဖြစ်စေအချိန်ကမကောင်းလို့ဖြစ်စေကာလဒေသမကောင်းလို့ဖြစ်စေလုံးဝကိုပြန်မရတော့ဘူးပြန်မရရုံမကားဘူးကိုစီကတော့ပြန်ပြီးတော့နောက်ထပ်ပြန်စိုက်လိုက်ရသေးတယ်။ ဒီလိုစီပွားရေးဖြစ်မှုကလည်းရှိတယ်အဲ့ဒီစီပွားရေးကိုအရှုံးပေါ်တဲ့စီပွားရေးဒီလို လောကမှာခေါ်ကြပါတယ်ကဲနောက်တစ်မျိုးကြတော့မိမိတို့ကအာသွန်ခွန်ဆိုင်ဆောင်ရွက်ကြပဲမလို့အမျက်မထွက်ဘူးအရင်မပြန်ရတယ်တင့်တရားတင့်တထောင်တင့်တထောင်စသည်အပြင် ရင်းမိတော့စီပွားရေးလုပ်ဝင်မယ်လို့ပြန်ရတော့အရင်အမဲ့ပြန်ရတယ်အမျက်မထွက်ဘူးဒီလိုစီပွားရေးမျိုးလည်းရှိတယ်အဲနောက်တခါကျတော့ကိုကအရင်နီးလုပ်ပြီးတော့စီပွားရေးလုပ်လိုက်တဲ့ခေခါကလည်းကောင်းတယ်မိမိကလည်းလှုပ်တိုက်ခိုင်းတတ်တယ်ပဝဉ္ဇဉ်ကလည်းအားလုံးအဆင်ပြေတယ်ဆိုတော့ရင်းနှီးတတ်တာတဲ့အဆအများစွာအကျိုးအမြတ်တွေထွက်လာတယ် ီလိုစီးပွားရေးလုပ်ငန်းလည်းရှိတယ်လောကမှာအဲ့တော့အချင်းချုပ်လိုက်တော့အရှုံးပေါ်တဲ့စီးပွားရေးအရင်ပဲပြန်ရတဲ့စီးပွားရေးအမျက်ထွက်တဲ့စီးပွားရေးဆိုပြီးတော့လူလောကမှာဒီလိုစီးပွားရေးရှိပါတယ်လူလောကမှာဒီလိုစီးပွားရေးရှိတယ်လို့ပဲကုသိုလ်ကောင်းမှု လုပ်တယ်ဒါဒါနကုသိုလ်ကောင်းမှု လုပ်တယ်ဆိုတာစီးပွားရေးလုပ်တာပါပဲလောကဒရာစီးပွားရေးလုပ်တာ အရင်နေစိုက်ပြီးတော့လောရတာပဲဒီနေ့ဆုံးကတ်ကြတယ်လူတန်းကြတယ်ဆိုတာဒကာကြီးဒကာမကြီးတွေမှာပိုင်ဆိုင်ထားတဲ့မိမိတို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ပြီးတော့သူ့ကုန်ကြရပစ္စည်းဥစ္စာတွေစွန့်ပြီးတော့လောက်ကြရတာဒါအရင်နေ့လောက်တာပဲဒါနာကုသိုလ်ကောင်းမှုတို့အရင်နေ့လောက်တာဒီလိုအရင်နေ့လောက်တဲ့နေရာမှာလည်းပဲစိုးစိုးကပြောသလို့ လောကမှာဇိဝရဲ့လုပ်တဲ့ကမှာအရှုံးပေါ်တဲ့ဇိဝရဲ့အရင်ရတဲ့ဇိဝရဲ့အမြတ်ရတဲ့ဇိဝရဲ့ရှိတယ်လို့ပဲကုသိုလ်ကောင်းမှု လုပ်တဲ့ကမှာလည်းပဲအရှုံးပေါ်တဲ့အလှူဒါနဆိုတာရှိတယ်အရင်ပဲပြန်ရတဲ့အလှူဒါနဆိုတာလည်းရှိတယ်အမြတ်ထွက်တဲ့အလှူဒါနဆိုတာလည်းရှိတယ်အဲဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီတုတ်တော်မှာ တခါကြီးဒီကမာကြီးနဲ့တကွတရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေကိုဘာအသိပေးကျင်တာလဲဆိုရင်လှူတတ်သူလည်းဖြစ်ပါစေယူတတ်သူလည်းဖြစ်ပါစေဒီအသိကိုပေးတာလှူတတ်သူလည်းဖြစ်ပါစေယူတတ်သူလည်းဖြစ်ပါစေဒီအသိပေးဖို့အတွက်ဒီသုတ်တော်ကိုမြတ်စွာဘုရားဟောတော်မူပါတယ်အဲ့တော့လှူတယ်လှူတယ်ဆိုတာလှူတတ်ဖို့လိုပါတယ် လှူလို့ရလာတဲ့အကျိုးတရားကိုမိမိကယူတတ်ဖို့လေလိုပါတယ်။ကဲဒီတော့စောစောကပြောခဲ့ပြီလှူတဲ့နေရာမှာအရှုံးပေါ်တဲ့အရှုံးပေါ်တဲ့အလှဆိုတာရှိတယ်။ဘလို့အလှလဲ။မြတ်စွာဘုရားပရိဝါပါဠိတော်မှာတတ်ရရဟောတတ်တာရှိတယ်။အလှတွေလောကမှာလူတွေလှူရတယ်ကိုပိစီဥစ္စာတွေစွန့်ပြီးတော့ကိုပိစီဥစ္စာတွေအကုန်ကြခံပြီးတော့အလှတန်းတွေလှုပ်ကြတယ်။ အလှူဒန်းလောက်တန်းကုသိုလ်ရသလားဆိုတော့မြတ်စွာဘုရားကအပုံညာနိပုံညာတံပဒံပုံညာတံမတပုံညာတံမတနိကုသိုလ်မရဘူးတဲ့အကုသိုလ်သာဖြစ်တာအကုသိုလ်သာတို့ပွားတယ်တဲ့ဒီလိုအလှူဒါနလည်းရှိတယ်အဲ့ဒါဘာတွေလဲဆိုရင်နံပါတ်1မစ္ဆဒါနတဲ့အယက်လှူတာ တေရဲ့အရက်လှူတဲ့အလှူပါတီဝေးတဲ့မွေးနေ့တဲ့စသည်အပြင်လှုပ်ပြီးတော့တေရဲ့ရက်ဒီအကောင်းစားတွေမှားပြီးတော့အက်ခံပြီးတော့တောက်ကြစားကြကကြခုံကြမြူကြတူးကြအကုံလုံးအချင်းချုပ်လိုက်တော့ဒီပွဲတပွဲမှာဗာရလိုက်လေလူတွေမူယူအကုသို့ဖြစ်တာပဲအဖတ်တယ်ကိုမှတော့ကွန်လိုက်ရတာ အဲ့တော့ဒီဘွဲတဘွဲအတွက်အကုန်ကြခံတဲ့ကုန်ကြမှုဒီအကျဉ်းချုပ်လိုက်တော့အကုသိုလ်ပဲဖြစ်သွားတာဘာကုသိုလ်မှမရလိုက်ဘူးဆိုတော့ဘွဲတဘွဲအတွက်မိမိက30သိန်း30တင်းတရားအကုန်ကြခံပြီးတော့လောက်လိုက်တယ်ရတော့အကုသိုလ်ပဲရတယ်အကုန်ကြတော့ခံတာပဲအရင်နေ့တော့ထုတ်လိုက်တာပဲဒါမဲ့လို့အကုသိုလ်ပဲရတယ်ဒါမျိုးကိုမြတ်စွာဘုရားက အရှုံးပေါ်တဲ့ကုသိုလ်အရှုံးပေါ်တဲ့အလို့ဒါအရှုံးပေါ်တဲ့စီပွားရေးအလို့ဒီလိုခေါ်ပါတယ်။ဟောဒါရင်လားဆိုတော့မကဘူး။သမိဇ္ဇဒါနသမိဇ္ဇဆိုတာပွဲ ပွဲထည့်ပြီးတော့လှူတယ်။ဘုန်းကြီးတော်မြတ်မနိုင်ငံမှာတထိန်ပွဲတို့ဘုရားပွဲတို့ဘာပွဲတို့ညာပွဲတို့မင်္ဂလာဆောင်တို့ဒီလိုလှုပ်တဲ့အခါမှာပွဲပြီးတဲ့အခါမှာပွဲမိမိတို့မှန်တာတဲ့ပွဲ ပြီးသွားတဲ့အခါမှာပွဲထဲပြီးတော့ဒါအောင်ပွဲခံရတယ်အငိမ့်ထဲတဲ့စတိတ်ကျိုးလောက်ပြီးတော့ဒါပွဲထဲကြတယ်အဲသူတို့အတွက်ကိုကအကုန်ကြခံပြီးတော့အဲ့ဒီကိစ္စမှာအကုန်ကြခံလိုက်တယ်ကဲအဲ့ဒီပွဲတစ်ပွဲရဲ့အနစ်အယတာကို ပြန်စစ်လိုက်တော့အဲ့ဒီပွဲမှာဆိုကြကာကြတီးကြမှုတ်ကြ လာကြည့်တဲ့ပြိတ္တတွေသူတို့ရဲ့နှလုံးသားတွေမှာလည်းဗာတွေရကြလဲဆိုရင်အလောဘတွေဒေါသတွေကြိုက်ရင်လောဘမကြိုက်ရင်ဒေါသမောဟတွေမာမနာတွေအိတ်ဓာမစ္စရိယတွေဒါတွေနဲ့ပဲပွဲတပွဲပြီးသွားတယ်ကုသိုလ်ဆိုတာဘာတစ်ခုမှမရလိုက်ပဲနဲ့အကုသိုလ်နဲ့ပဲ တေကြစစ်ဆေးကြည့်မယ်ဆိုရင်သူများတွေအကုသိုလ်တိုးပွားအောင်ကိုကအကုန်ကြခံပြီးတော့ဆောင်ရွက်တဲ့ပုံစံဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအပုညာနိပုညအတ္တမဒာနိလောကတလောကမှာကုသိုလ်ကောင်းမှုလို့လူတွေကသတ်မှတ်ပေမဲ့လို့တဲ့အကုသိုလ်ပဲတဲ့ဒါအကုသိုလ်အကျိုးပြတာလုံးဝကိုအကျိုးမရှိတဲ့အလှူဒါနအဲနောက်ဝိတ္တဒါနတဲ့အစိတ်လူတယ်သူများ အသက်သက်ဖို့သူများတွေတကွာရောက်ဖို့အစိတ်တွေကိုကလှူပေးတယ်။တိုက်ထတာတာတဲ့လက်နဲ့လှူတယ်ဘုံတွေလှူတယ်သူများကိုတိုက်ဖို့ဖြတ်ဖို့ဒီလို အလှူဒါနတွေအဲ့ဒါတွေလှူတဲ့အလူမျိုးကတော့အပုံညာအရင်နေ့စိုက်ပြီးတော့သူများတွေကတော့ဩတော်လိုက်တာလှူဒန်းဖို့ရပါပြီတယ်လို့ရှင်မရှင်မကြပါမယ်လို့သူ့မှာဘာကုသိုလ်မှမရတဲ့အပြင်အကုသိုလ်တွေပဲတိုးသွားတယ် အဲ့တော့ရောက်မလို့လှူတယ်ဆိုပေမဲ့လို့စိုးစောကဘုန်းကြီးပြောခဲ့တယ်လို့လှူတတ်ပါစေ။ဟောဒါဒီဒီလိုမျိုးအလို့ကြတော့မလှူတတ်တဲ့အလို့ဒီလိုခေါ်ပါတယ်အရှုံးပေါ်တယ်။ကိုမတော်ရင်းနှိမ့်လိုက်ရတာဒါမဲ့လို့ဘာတခုမှမရတဲ့အပြင်ကိုလည်းအကုသိုလ်ဖြစ် သူများတွေလည်းအကုသိုလ်တို့ဒါမျိုးအလို့ကိုမြတ်စွာဘုရားက မနှက်တတ်ပါဘူးမဖြစ်စေပါနဲ့ ီတုတ်တော်မှာဒီလိုညွှန်ကြားတော်မူတယ်။ဒါအရှုံးပေါ်တဲ့အလူဒါနနံပါတ်1အရင်သာရတဲ့အလူဒါနအရင်သာရတဲ့အလူဒါနဆိုတာဘာပြောတာလဲဆိုရင်တရားကြီးဒကမကြီးတွေအခုပစ္စုပန်ဘုရားမိမိတို့ရဲ့အသက်အရွယ်အိုတဲ့ဇရာပိုင်းလို့ခေါ်တဲ့အခြေအနေမျိုးကိုမိမိတို့ရောက်နေကြပြီ။ အဲ့တော့ဒီတဘောတင်လားဆိုတော့မဟုတ်ဘူးဘဝများစွာကလည်းပဲဒီလိုပဲမွေလာလိုက်ဟိုလာလိုက်နာလာလိုက်ပြေးသွားလိုက်တဘောပြီးသွားနောက်တဘောလူဘဝရောက်တော့လေလူအိုအိုရဲလူနာနာရဲလူသေးသေးကြတဲ့နတ်ဘဝရောက်သွားတော့လေနိုင်အိုအိုနတ်နာနာနတ်သေးသေးကြတယ်အာဒီတမကရှန်တာပါတယ်လို့ပြောတဲ့ဗြဟ္မာတွေဗြဟ္မာဘဝရောက်သွားတယ်ပဲလေ ပြမအိုအိုပြမနာနာပြမတိတေကြတာပါပဲအဲ့တော့32ပုံပဲဘုံမာမအောက်ကိုကြည်လိုက်ရင်တိရစ္ဆာန်ဒီဘယ်ဘုံမာမချမ်းသာတုကဆိုတာမရှိဘူးဓာတ်တွေကိုမိမိတို့ကတတိမထာကိုယူမဆိုင်ပဲနဲ့ဟောတန်ဟိကဒါနမနဲ့ဆွန်းနေ့ဆွန်းဒီလိုဆွန်းနေကြရင်ဒါဆွန်းအကျိုး၅ပါးဆိုတာရှိတယ် ဖြစ်လျာဘဝမှာအာယုအသက်ရှိတဲ့ဝန္နအစင်လာတဲ့စသည်အပြင်မိမိတို့ကြားဘူးရတဲ့အတိုင်းဆုံးလို့ရင်အကျိုး၅ပါးရတဲ့ဘာသင်္ကန်းလူရင်ဘာအကျိုးရတဲ့ပစ္စည်း၄ပါးလူရင်ဘာအကျိုးရတဲ့ဘဝတန္တရာမှာဒီလိုဒါနကုသိုလ်ကောင်းမှုတွေလှုပ်လိုက်တော့အပြင်ဒီဓမ္မကမွန်မြတ်တဲ့ဘဝမျိုးဒီဓမ္မကချမ်းသာတဲ့ဘဝမျိုးဆိုပါတော့ဒီကုသိုလ်ကောင်းမှုလှုပ်လို့ နတ်ဘဝရောက်သွားတယ်တာဝတိသာနဲ့နတ်ပြည်မှာနတ်သားနတ်သမီးဖြစ်သွားကြတယ်သူတိတာယာမာစတဲ့နတ်ပြည်မှာကုသိုလ်ကောင်းမှုလို့လို့နတ်သားနတ်သမီးဖြစ်သွားကြတယ်လူပြည်ရဲ့တက်တန်းနတ်ပြည်ရဲ့တက်တန်းဘာမှနှိုင်းချင်လို့မရလောက်အောင်꽈ပါတယ်လူပြည်ရဲ့ချမ်းသာမှုနတ်ပြည်ရဲ့ချမ်းသာမှုကအမတန်꽈ကြပါတယ်ဒီလို꽈ကြလို့မို့ လှူတဲ့ဒကာဒကမတွေရဲ့စိတ်ထဲမှာဩဒီကုသိုလ်ကောင်းမှုကြောင့်နတ်ဘုရားနတ်ချမ်းသာရရပါလို့လူဘုရားလူချမ်းသာကိုရရပါလို့ဒီလိုဆုတောင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုရင်ဒီကုသိုလ်ကောင်းမှုကအကျိုးပေးရင်နတ်ဘုရားနတ်ချမ်းသာဗြဟ္မာဘုရားဗြဟ္မာချမ်းသာကိုအကျိုးပေးမှာပါပဲကဲဒီတော့မြတ်စွာဘုရားကအဲ့ဒီမှာညှိပြတယ် နိုင်ဘဝနိုင်ချမ်းသာချမ်းသာပါတယ်ဒါလူတွေသာမန်အမြင်နဲ့ကြည့်ရင်ကတော့သွန်းလူတာသင်္ကန်းလူတာဒီလိုကုသိုလ်ကောင်းမှုလေးကြောင့်နိုင်ဘဝနဲ့ချမ်းသာရတယ်ဆိုတာမမြတ်ဘူးလားဗျာမဘဝဗျာမချမ်းသာရတယ်ဆိုတာမမြတ်ဘူးလားလို့မေးเสียရရှိတယ်ဒီလိုလဲထင်ကြတာပဲလူတွေမှာဒါမှမြတ်စွာဘုရားကမမြတ်ဘူးတဲ့အရင်ပဲရတာမိမိတို့မှာတော့ပင်ပန်းမနဲ့ ရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေကိုအရင်နှိလုတ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်လိုက်ရတာရလာတော့အရင်ပဲရတယ်။ဘာဖြစ်လို့အရင်လို့ပြောရတာလဲဆိုရင်တဲ့မိမိတို့ခုရထားတဲ့ဘဝပြန်ကြည့်လိုက်။ဟိုရတယ်။အနာယောဂါတွေနှိမ့်ဆက်မှုတန်ကိုခံရတဲ့နောက်ဆုံးတစ်နှစ်မှာအလုံးကိုစွန့်ပြီးတော့သိအောင်မယ်။အိုးအနာအသေးမလွတ်ဘူးလူဘဝ။ ကဲမိမိတို့ကမိမိတို့တဲ့သာပါတယ်လို့ထင်ထားရတယ်သိနေကြတယ်နားလည်နေကြတယ်နတ်ဘုရားကြည်လိုက်ဒါပဲဟိုတဲ့နာတဲ့သိတဲ့တရားမင်းကြီးအမတန်တကူကြီးတယ်တရားအိုအိုဒါပဲတရားနာ နာဒါပဲတရားသိသိတာပဲသိရတာပဲသူတို့လေအာဗျာမဘုရားဒီတိုင်းပဲဘာမှမလုပ်ဘူးအဲ့တော့မြတ်စွာဘုရားကပေတံ၃ချက်နဲ့တိုင်ပြလိုက်တယ် လူလည်းပဲအိုရဲနာရီသေးတယ်။နိုင်လည်းပဲအိုရဲနာရီသေးတယ်။မြမလည်းပဲအိုရဲနာရီသေးတယ်။အောက်မှာရှိတဲ့တရိษံနေအိုရဲနာရီသေးတယ်။ဒီပေရန်၃ချက်နဲ့တိုင်းလိုက်တော့31ပုံမှာဘာတစ်ခုမှတူတဲ့တူသားတယ်ဆိုတာဘာမှမရှိဘူး။အကုန်လုံးအိုအနာသေးပဲ။ဒီတော့မိမိတို့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့နှစ်ဘဝနှစ်ချမ်းသာရရပါလို့ဤ ဒိဋ္ဌမကချမ်းသာတဲ့လူဘဝလူချမ်းသာဖြစ်ရပါလို့ဤစကြဝဠာမင်းလိုချမ်းသာတဲ့ပုဂ္ဂိုလ်တွေဖြစ်ရပါလို့ဤလိုမျိုးဆုတောင်းပြီးတော့အလှူဒါနလုပ်ရင်ဒီကုသိုလ်ကောင်းမှုကအဲ့ဒီအကျိုးကိုပေးရင်ရတော့အရင်မှပဲအရင်မှရတာပဲဘာရလဲဆိုအိုးအိုးအနာအသေးပဲပြန်ရတာကုမိမိတို့လုံတာလဲအိုးအိုးအနာအသေးခန္ဓာနဲ့လုံနေတာပြန်ရတော့လဲအိုးအိုးအနာအသေးခန္ဓာရတယ်ဆိုတော့အရင်ပဲပေါ့မြတ်စွာဘုရားမလိုလားဘူးအရင်ရတဲ့ စီပွားရေးကိုလည်းဘုရားရှင်ကမလိုလားဘူးကဲဒါဆိုရင်အမြတ်ရတဲ့ဒါနကုသိုလ်ကောင်းမှုမြတ်စွာဘုရားကဆက်ဟောတဲ့ဇာတိတံဇရဒံမေအာဒီနဝံဒိဗ္ဗာမိမိတို့ရတတ်တဲ့ခန္ဓာကိုဇရဓမ္မဟူခြင်းသဘောတဘာဝမိမိတို့တွေ့နေကြရတဲ့ငယ်ငယ်တုန်းကလိုတွတ်တွတ်လက်လက်ပါလို့လာလို့အဆင်မပြေတော့ဘူးအကြီးတွေတွန့်လာတဲ့ နားတွေထိုင်လာတယ်ခါတွေခိုင်းလာတယ်ဒုတွေနားလာတယ်ခါတွေနားလာတယ်အိုအိုရဲ့လက္ခဏာဒါအတိတ်သက်ဆင်းတက်ပြီးတော့ဖျားတယ်နားတယ်နားစိတယ်ခေါင်းကိုက်တယ်ကစပြီးတော့ယောဂကြီးငယ်တွေဒီခန္ဓာကိုယ်မှာဖြစ်နေတယ်တချိန်ကြတော့မိမိတို့ဒီပစ္စည်းဥစ္စာတွေဒီမိသားစုတွေကိုစွန့်ခွာပြီးတော့တည်ကြရအောင်မယ်အဲ့တော့ဒီလိုတော့လောက်တဲ့ဒီကုသိုလ်ကောင်းမှုဒီ 32ဘုံအတွင်းမှာနေရင်ကတော့ဒီအိုးအိုးအနာအသေးနဲ့ဆုံရဆုံရအောင်ပါပဲအဲ့တော့အိုးအနာအသေးကင်းဖို့အတွက်ဘုရားအလောင်းသူတော်ကောင်းတွေဒါနကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အိုးအိုးအနာအသေးကင်းရကိုသိသိရပါလို့မြင်ရပါလို့ဒီလိုဆုတောင်းမိတော့သူတော်ကုသိုလ်ကောင်းမှုလုပ်သွားကြတယ်လုပ်လုပ်သွားကြလို့လည်းပဲနောက်ဆုံးမှာဘုရားအဖြစ်နဲ့ပြိဋိနိဗ္ဗာန်ဆံသွားတော်မူပြီး အရှင်သာရိပုတ္တရာအရှင်မဂ္ဂလန်တို့လိုဧကသာဝကမဟာသာဝကပုဂ္ဂိုလ်တွေဒီလိုပဲအိုးအနာအသည်ဒီသဘောတွေကိုမြင်ပြီးတော့ကြောက်ပြီးတော့လန့်ပြီးတော့မတွေ့မတွေ့ကျင်တော့ပါဘူးဒီလိုအိုးနဲ့ဒီလိုအနာနဲ့ဒီလိုအသည်နဲ့မတွေ့ရအရာမတွေ့ရနေရာကို ရောက်ဖို့အတွက်ဒီကုသိုလ်ကောင်းမှုကိုလုပ်ပါတယ်ဒီလိုသူတော်ကောင်းကြီးတွေကမိမိတို့ လက်ရှိဘဝရဲ့အပြစ်ကိုမြင်ပြီးတော့အပြစ်ကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီအပြစ်မရှိတဲ့တရားကိုသိဖို့မြင်ဖို့အတွက်ကုသိုလ်ကောင်းမှုကို လုပ်ပါတယ်ဒီလိုဆူတောင်းမိတို့လှုပ်သွားကြလို့သူတို့ဘဝကင်းသွားပြီအိုးအိုးသူတို့မှမရှိတော့ဘူးအနာကင်းသွားပြီအသေးကင်းသွားတဲ့အခြေအနေမျိုးသူတို့ဖြစ်သွားကြတယ်မိမိတို့လည်းပဲ ဒီကုသိုလ်ကောင်းမှုကြောင့်အိုးကင်းရာအနာကင်းရာအသေးကင်းရာကိုသိဖို့မြင်ဖို့ဖြစ်ပါစေဒီလိုဆုတောင်းမိတော့လှုပ်တဲ့ကုသိုလ်ကောင်းမှုကြတော့အမတန်အမြတ်ထွက်တဲ့ကုသိုလ်တဲ့မြတ်စွာဘုရားစီပွားရေးလှုပ်တဲ့အခါမှာအမြတ်ထွက်တယ်လို့ပဲဒါနကုသိုလ်ကောင်းမှုလှုပ်တဲ့နေရာမှာလည်းပဲအမတန်ကြီးကျယ်တဲ့အမြတ်ထွက်တဲ့ကုသိုလ်လူတယောက် ိုပါတော့တယောက်ယောက်ကသူ့ကိုတတ်မလို့လှုပ်ထားတယ်သူတရားတော့မယ်သူအသက်ခံရတော့မယ်အဲ့ဒီအသက်ခံရတော့မယ်သူတယောက်ကိုတယောက်ယောက်ကအာနာနဲ့ဖြစ်စေအကြောင်းတကူအကြောင်းဖြစ်စေမတက်ပါနဲ့သူ့ကိုဆိုပြီးလွှတ်လိုက်ပါဆိုပြီးတော့သူ့ကိုသေဘေးကသူလွတ်သွားတယ်သူ့ကြောင့်အဲ့ဒါဆိုရင်အဲ့ဒီလွတ်သွားတဲ့သူက သူ့ကို မတက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကိုကျေးဇူးတင်လို့မဆုံးဘူး။အမေမွေးတဲ့အသက်မရှိတော့ဘူး။ခမည်းပေးတဲ့အသက်ပဲကျွန်ုပ်မှရှိပါတော့တယ်ဆိုပြီးတော့တသက်လုံးသူ့ကိုကျေးဇူးတင်လို့မဆုံးဘူး။ဒါတကြိမ်တခါတကြိမ်တခါအသေးလွတ်သွားတာနော်။နောက်ထပ်သေးအောင်မှကံအားလျော်စွာသူသူသေးအောင်မှခုတော့မဟုတ်ဘူး။ဒီဌာနကုသိုလ်ကောင်းမှုကြောင့်မိမိတို့မှဘယ်တော့မှ မသေးရတဲ့ဘယ်တော့မှမနာရတဲ့ဘယ်တော့မှမသေးရတဲ့ အခြေအနေမျိုးကိုမိမိတို့ရမယ်ဆိုရင်ဒါဘလောက်မြတ်တယ်လေဒါဖရာရှင်ရဲ့သာသနာနဲ့ကြုံမှဖရာရှင်ရဲ့သာသနာနဲ့တွေ့မှရနိုင်တဲ့အခွင့်အရေးဒီအခွင့်အရေးကိုသိဖို့မြင်ဖို့အတွက်မြတ်စွာဘုရားကဒီပတ္တရာတိသုတ်တော်ကိုဟောတော်မူတာဖြစ်ပါတယ်ဒီနေ့မွင့်တဲ့ခြင်းဒကာကြီးနဲ့တို့ကမိသားစုတွေမိမိတို့ဒါနကုသိုလ်ကောင်းမှုပြုတဲ့အခါမှာရှုံးတဲ့အလှူဒါနမဖြစ်စေပါနဲ့ အရင်တရားတဲ့အလှူဒါနမဖြစ်စေပါနဲ့အမျက်ထွက်တဲ့အလှူဒါနဖြစ်ပါစေဒါကိုရည်ရွယ်ပြီးတော့ဘုရားရှင်ကလှူတတ်ပါစေယူတတ်ပါစေဒီကောင်းစီနဲ့ဘုန်းကြီးအနုမတတရားဟောခဲ့ပါတယ်ဒီမိမိတို့ရတာတဲ့ကုသိုလ်ကောင်းမှုကို30တပုံသားတတ္တဝါတွေလည်းပဲအမျှရအောင်အားလုံးရည်စွယ်ခွဲကိုင်းအမျှဝေရအောင် ဲအရှင်မြတ်တို့ဖေဟာဒီပြည့်တော်တို့သည်ဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်ကြသည့်အာလီဟောစွာယနေ့ဘုနိုင်ဒီပြည့်တော်ဤမွေနေ့မွေရက်ကောင်းမြတ်သောမင်္ဂလာအရှင်၌နိုင်ငံတော်ပရိယတ်တိသာသနာတကယ်တော်ဝဲပရိယပฏิပတ်သာသနာတော် ထမ်းဆောင်တော်မူကြသောတန်ဃာတို့များတနေ့တာဆွန်ဆက်ကလူတန်းချင်းသင်္ကန်းထိပနဲ့နဝကမ္မအစရှိသောလူတန်းဘွေရာအဖျားပြားတို့ကိုဆက်ကလူတန်းချင်းတရဏကို၃ပါးနှင့်တကွ၅ပါးသီလစောက်တည်ခြင်း ဩပြအပ်သောတရားတို့ကို나อยู่ခြင်းဟူသောဒါနသီလဘာဝနာကောင်းမှုကုသိုလ်စုကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်ဩနာတိယေဒုက္ခဘေးတို့ကင်းဝေးအဖြစ်သောနိဗ္ဗာန်ကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာ တိတိုင်မြင်နိုင်ဖို့ရအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအနန္တကျေးဇူးရှင်မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့အားလကောကြွားရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့အားလကောဤကြောင်းတိုင်းဤပါဝန်ခြင်း အနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းတရားမဲယမမဲအစိုးရမင်းတို့ကို အစထား၍30ပုံသားတတ်တော်အများအမြအမြပြေဝေငါပါဤတတ္တဝါအလုံးအမြရာ၍ ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအမြဝေအောင်အာလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုအာလုံးကြာကြသမျှအမျှအမျှအမျှ Yudha muja paguna tadu 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 alung jaja damya amya 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 yudha muja paguna tadu tadu tadu